တရုတ်နိုင်ငံမှာဘာဘက်တီရောက်ပြီးတော့ဘီလီယံနာဖြစ်လာတဲ့နောက်ထပ်လုပ်ငန်းရှင်တို့ထွက်ပေါ်လာပြီးဖြစ်ပါတယ်။တရုတ်လူမျိုးတွေဟာဘာဘက်တီကိုသိကြတာကြောင့်တရုတ်နိုင်ငံမှာဘာဘက်တီရောက်ပြီးအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီကျော်သွားတဲ့လုပ်ငန်းရှင်တွေတယောက်ပြီးတယောက်ထွက်ပေါ်လာနေပါတယ်။ဒီတစ်ခါဘီလီယံနာဆင်းဝင်သွားတဲ့ဘာဘက်တီလုပ်ငန်းရှင်သတိကတော့အသက်38နှစ်ပဲရှိသေးတဲ့ဝမ်ယွမ်နင်းဆိုသူဖြစ်ပါတယ်။ဝမ်ယွမ်နင်းဟာ Gamma Holding ဆိုတဲ့ဘာဘက်တီကုမ္ပဏီတည်ထောင်ထားသူပါ။ Gamma Holding ကုမ္ပဏီဟာ Good Meat စိတ် ဘဘက်ဒီဆိုင်ွယ်တွေကိုဖွင့်လှစ်ရောင်းချနေတာပါမဆာဝန်ကဟောင်ကောင်ဆော့ရှယ်ဇီပေါ်မှာသူ့ကုမ္ပဏီကိုစီးရင်တင်လိုက်ပြီးတဲ့နောက်မှာတော့ကုမ္ပဏီတန်ဖိုးပေါ်မူတီတွက်ချတဲ့စတော့ရှယ်တန်ဖိုးအရသူ့ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ1.2ဘီလီယံအထိမြင့်တက်သွားပြီးဘီလီယံနာတယောက်ဖြစ်ခဲ့ပါလိမ့်တရုတ်မှာဘဘက်ဒီဈေးကွက်ဟာတနည်းနဲ့တနည်းပုံမူကြီးမားလာနေပါလေ2018တုန်းကဈေးကွက်တန်ဖိုးဟာအမေရိကန်ဒေါ်လာ6.6ဘီလီယံသာရှိရကနေလာမယ့်3နှစ်တွင်မှာ ရိုင်ဂန်ဒေါ်လာ81ဘီလီယံထိရှိလာမယ်လို့ပညာရှင်တွေကခန့်မှန်းထားပါတယ်။ဒါမှမဟုတ်တစ်ဖက်မှာဘယ်ဘယ်ကြီးဆိုင်တွေကအများသက်ထက်များလာပြီးတစ်ဆိုင်နဲ့တစ်ဆိုင်အပြိုင်ဆိုင်ဈေးလျှော့ရောင်းတာအလကားပေးတာ promotion မျိုးမျိုးပေးတာနဲ့ဈေးကွက်မှာအပြိုင်ဆိုင်မှုအရင်ပြင်းထန်နေတဲ့အတွက်ရင်းနှီးမြှုပ်နှံသူတွေကဒီ company တွေရဲ့ share တွေကိုဝယ်ဖို့လက်တွန့်လာပါတယ်။ဥပမာပြောရမယ်ဆိုရင်ခြောင်ပိုင်းတူးဆိုတဲ့လက်ဖက်ထုတ်တဲ့ Social Venture Bindu Industry Company ဆိုရင် မနစ်က Hong Kong Stock Share ဈေးကွက်မှာ share အစရောင်းခဲ့စဉ်က company တည်ထောင်သူ ဇနီးမောင်နှံဖြစ်တဲ့ဝမ်ရှောင်းကွန်ရဲ့လူဝေဟုံးတို့ဟာနှစ်ယောက်ပေါင်းပတ်ဆိုင်မှုအမေရိကန်ဒေါ်လာ1.8ဘီလီယံရှိခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာရှယ်ယာဈေးကထပ်ဝက်လောက်ပြုတ်သွားလို့သူတို့ပတ်ဆိုင်မှုလည်းယော့သွားပါတယ်။ဒါပေမဲ့မဆာဝမ်ကတော့စိုင်းဝဲတွေအများကြီးထပ်ဖွင့်ပြီးလုပ်ငန်းတိုးချဲ့ဖို့ရင်းနှီးမြှုပ်နှံမှုရှာဖွေဖို့ယုံကြည်နေပါတယ်။သူတို့မဟာဗျူဟာကရင်းနှီးမြှုပ်နှံသူတွေကိုဆွဲဆောင်နိုင်မယ်လို့ယုံကြည်ထားပါတယ်။တခြားသူတွေကဘေကျင်း၊ရှန်ဟိုင်းတို့လိုမြို့ကြီးတွေကိုအဓိကပြင်မဲ့ထားခြင်းမှာသူတို့ကုမ္ပဏီတွေကတော့ ဘဘဒီတိတ်မတွင်ကျဲသေးပေမဲ့တိုးတက်မှုပိုင်းမှာမြို့ကြီးတွေထန်းတော်အရှိန်ဟုန်ကောင်းနေတဲ့မြို့ငယ်လေးတွေနဲ့ရွာတွေကိုပြစ်မှတ်ထားနေပါတယ်။မဆာဝမ်ကိုတိုင်းကလည်းလုံခဲ့တဲ့15နှစ်ကရှန်ဟိုင်းမြို့နာကကြမ်းကြမ်းပြည်နယ်ကလူနှသိန်းတော်မပြည့်တဲ့သူ့မိုးရဲ့မြို့လေးမှာပထမဆုံးဘဘဒီဆိုင်ဖွင့်ခဲ့တာပါ။အခုကမ္ဘီရဲ့မဟာဗျူဟာပေါ်မှာလည်းယုံကြည်မှုရှိပါတယ်။ဒီအဆိုင်ကစာပိုင်းမှာလူသိမ်းမဝင်ခဲ့ပဲတနေ့ကိုယွမ်းတရားဖို့တော့မပြောင်းရပါဘူး။နောက်ပိုင်းကျမှတဖြည်းဖြည်းလူကြက်များလာပြီ တရုတ်နိုင်ငံတော်ဝန်ဆိုင်ွယ်ပေါင်းတသောင်းနီးပါးဖွင့်လိုက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။နောက်ပိုင်းမှာပြည်ဆိုင်မှုရန်ပြင်းထန်တဲ့ကြားကပဲဈေးကွက်တစ်ခုအောင်မြင်ဆက်လက်ရည်တည်ခဲ့ပြီးခုဆိုတရုတ်နိုင်ငံကဘဘတ်တီးဆိုင်တွေမှာရောင်းအားအရာရောစိုင်းရီအတွက်အရာပါဒုတိယနေရာမှာရည်တည်နေပါတယ်။မဆာဝန်ကိုတရုတ်မြန်မာနယ်စပ်ကကွန်ဗယ်လေးဖွင့်ထားတဲ့မိပနှစ်ပါးကမွေးဖွားခဲ့တာပါ။2010မှာရှီချန်းသိပ္ပံနဲ့နေပညာတက္ကသိုလ်ကနေအင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီးအဲ့ဒီနှစ်မှာပဲသူရဲ့ပထမဆုံး ကွမီမြန်မာဘက်ဒီဆိုင်ကိုဖွင့်လက်ခဲ့တာဖြစ်ပါတယ်